တက်လျာပါရှင်တက်ချီလိုက်ကလာခဲ့ရပါရှင်ဟာ local brand ထုတ်ချင်တာ ਨੇ ဒီကကြတော့ကိုယ်ဆိုင်အတွက်သုံးမဲ့ဥစ္စာလေးထုတ်ချင်တော့ပါ plastic ရိုက်ချင်တာပေါ့ဟုတ် market ကြီးအများကြီးမြင်သွားတယ်ရှင်ဟုတ်ဆရာတခုမှမချန်ဘူးဆရာအကုန်လုံးဆရာစားမချန်ပဲတင်ပေးတာရယ်စေရနာပါတာရယ်ပြီးရင်ဆရာတပည့်တင်းနဲ့သွားတာမဟုတ်ပဲねငွေချင်းပုံစံရောအကုန်လုံးအကုန်လုံးပုံစံနဲ့သွားခဲ့ပို့ပြီးတော့အဆင်ပြေရယ်ဆရာမေးရတာတွေဖြေရတာတွေအကုန်လုံးရှိခဲ့ဆရာကြတော့ထူအောင်ပါ နော် online နေပြီးတော့လာပြီးတော့တက်ရောက်တာပေါ့အဲအဓိကကတော့ cyber သုံးတဲ့ plastic 8တွေပေါ့နော်အဲ့ဒါလေးကိုရိုက်ချင်းနေစိတ်နဲ့လာတက်လိုက်တာဟိုဟာကိုကို cyber သုံးတဲ့ budget လေးဆင်းဖြစ်သွားမယ်ကိုလည်းတစ်ရက်ပညာတက်သွားမယ်ဆိုရယ်တွင်းလာတက်တာတကယ်တော့တကယ်တကယ်တက်ကြည့်ရတော့ကြတော့ဒီမှာအများကြီးပဲရှိတယ်ဒီတစ်ရက်တောင်မှ market တစ်ခုအနေနဲ့လည်းလုံးလုံးလို့လုံးလုံးလို့ရတယ်ပြီးတော့ကြတော့ကိုပိုင်စီဝိုင်းအနေနဲ့လည်းတော့လို့ရရဖြစ်လို့ရမှာလို့တော်လေးတိတိရပါတယ်ဒီတင်နှဲမှာဆိုရင် အကုန်လုံးသိရတယ် knowledge တွေအကုန်သိရတယ်ပြီးတော့ကျ theory ဘိုင်းကိုလည်းတော်တော်ကြီးကြီးကျယ်ကျယ်လေးသိရဖြစ်တော့ကြောင့်မလို့အဲ့ချက်ကတော့တော့ကြာသွားမှာပဲဒီ theory ဘိုင်းပိုင်နေဖြစ်တော့ကြောင့်မလို့ဒီတစ်စရက်ကိုပို့ပြီးတော့ပိုင်နေတော့မှာပေါ့ကျွမ်းကျင်တော့မယ်လို့ထင်ပါတယ်ဘိတ်တူဆိုင်လုံငန်းတိုးချက်ခြင်းလို့ပြညာနဲ့ဘာလုံငန်းတွေတိုးချက်အောင်လို့ဖောင်လေးတော့သဘောကြဆုံးပဲလာတင်နေတဲ့တင်လာပေါ်ဆရာရဘုံလုံးကိုလုံငန်းတဲ့ဆက်ဆက်တဲ့ဖုန်ကြီးရတောင်းလို့ ယောဂီတပတ်တို့ပဲသင်မယ်ဆိုပြီးတော့လာခဲ့တာဒီရောက်တော့ထင်မှတ်မထားရတယ်အများကြီးသင်ခဲ့ရတယ်ဘုရားကြည်တာတို့ဟိုဘောင်ဆေးကျော်တန်ရှင်တန်ရှင်ရတာလို့ဆိုလို့ရှိရင်ကိုယ်တိုင်ကိုကြလောက်ရတဲ့အတွက်ပို့ပြီးတော့အတွေ့အကြုံတွေရတယ် အာညမနမေကတော့အသေးသေးလွယ်ပါညောင်တော့နေပြီးတော့လာတတ်တာပါရှင့်အဲ့လိုအင်ဂျီစတစ်ကာလေးပဲထုတ်မယ်ပေါ့အစားရည်ဝဲထားတာတော့ဒါပေမဲ့ဒီကြတော့မှစိတ်ကူကပြောင်းသွားတယ်ကိုလုံနိုင်စွမ်းနေရှိရဲဆိုတာလည်းသိရတဲ့အတွက်ကြောင့်မလို့နောက်ထပ်လမ်းကြောင်းလေးလည်းဖောက်ချင်တယ်ကိုပိုင်းလုပ်ငန်းလေးတစ်ခုပေါ့အဲ့အရာမျိုးလေးလုပ်မယ်လို့ရည်ဝဲထားတယ်ရှင့်ဒါတင်တဲ့၃ရက်ပြရတဲ့အချိန်တန်ရတာတမိုင်တနာထက်ကိုပို့တယ်လို့ခံစားပါတယ်ဆက်ဆက်ချင်းတော့အဲ၃ရက်သေးဆိုတော့တတ်ပါမလားဆိုတော့အတွေ့ဖြစ်ခဲ့ရပါတော့เนาะဒါပေမဲ့ဒီမှာတကယ်တမ်းတင်ရတဲ့ခါကျတော့ အကိုကုန်ကြလိုက်တဲ့သင်တန်းကြီးထက်ပြန်ရတဲ့ပညာတန်းနေဆိုတာထက်ကိုပိုတယ်ပေါ့အဲ့လိုခံစားချက်မျိုးရခဲ့ပါတယ်ကိုကိုလည်းယုံကြည်မှုရှိလာတယ်ရှင့်ဒီကသင်တန်းသင်မိတာလည်းသဘောကျတယ်ပြီးတော့အခါကျတော့အကူက train မိတဲ့ပုံစံမျိုးလေးလည်းသဘောကျတယ်